ှမ်းကရင်ရဲ့အဆက်ကိုထွက်ပြေးတိမ်းရှောင်လာကြတဲ့ရှမ်းတောင်ကစစ်ပေးရှောင်6000လောက်အတွက်ဒီစားနပ်ရိက္ခာနဲ့ရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ရှမ်းတောင်ကစစ်ပေးရှောင်ပြည်သူတွေကဒီဖက်ခုံမျိုးနယ်တဲကစစ်ပေးလွတ်တဲ့နေရာတွေနဲ့ဂရင်းနီပြည်နယ်တဲ့အထိထွက်ပြေးတိမ်းရှောင်လာကြတာဖြစ်တယ်လို့ဂရင်းနီပြည်ဂျာကာလာအုပ်ချုပ်ရေးကောင်စီ IEC ရဲ့အတွင်းရေးမှူးနှစ်ဦးပညာကပြောပါတယ်။ ရှမ်းတောင်ဖဲခုံမြို့နယ်တဲကဖဲခုံအင်းအရှိချမ်းမှာရှိတဲ့ဆောင်းနန်းခဲနောက်ပြီးတော့ဒီလွယ်ပေါ်နန့်ပေါ်လုံးလဟဲပိနေကုန်းအပါဝင်ဒီတခြားရွာတွေကဆစ်ဆောင်ပြည်သူ6000လောက်ဟာနေရက်ကနေထွက်ပြေးနေရတာပဲဖြစ်ပါတယ်ဖဲခုံမြို့နယ်တဲကိုစစ်ကောင်စီတပ်နဲ့ပို့ပြည်သူစစ်အဖွဲ့ PNO ပူးပေါင်းအဖွဲ့ကဒီအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးတော့ဝင်လာတာကြောင့်အခုလိုမျိုးဘေးလွယာကိုတိမ်းရှောင်နေကြရတာပဲဖြစ်ပါတယ်ဂျွန်လဆန်းပိုင်းကနေစပြီးတော့ရှမ်းကရီ အဆက်မှာစစ်ကောင်စီတပ်နဲ့ Grenade တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ကြားမှာစစ်ရေးတင်းမာမှုတွေပြန်မြင့်တက်လာခဲ့ပြီးတော့ပင်လောင်းမြို့နယ်ဒီစောင်းပြောင်းရွာကိုလည်းစစ်တပ်နဲ့ PNO ပူးပေါင်းအဖွဲ့ကထိ ंछ ုပ်ထားလိုက်ပါတယ် ဂျွန်လ9ရက်နေ့ကစလို့ဖဲခုံမြို့နယ်ဘက်ကိုအင်အားတထောင်လောက်နဲ့ဆက်ပြီးတော့စစ်ကြောင်းထိုးနေပြီးတော့ဒီရွာတွေတဲကိုလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာတွေဇက်တိုက်လုပ်နေတယ်လို့ဆိုပါတယ်။ရှမ်းကရင်ရဲ့အဆက်ကဖဲခုံဒေသဟာဆိုရင်စစ်ရေးစီးပွားရေးအရာအချက်ချကြတဲ့နေရာဖြစ်တာကြောင့်နှစ်ဖက်တပ်တွေက ထိ ंछ ုံနိုင်ရေးအပြိုင်ဆိုင်ကြိုးပမ်းနေကြတာပဲဖြစ်ပါတယ်။